ကဲဂျက်ရှွာဘန်ရဲ့ဘန်ဒိုဂျာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီဂျက်ရှွာဘန်ကတော့ဒီကနေ့မှပဲဒါမြန်မာနိုင်ငံကမီဒီယာတွေနဲ့များစွာအင်တာဗျူးတွေဖြေချခဲ့တယ်ပေါ့နော်ဒီကနေ့မှဆိုရင်ဂျက်ရှွာဘန်ကဒါသူ့ကိုအရင်ထင်သေးတဲ့ပြိုင်ဘက်ဘန်ဒိုဂျာပေါ့ဗျာသူ့ကိုနိုင်ဖို့ဂျက်ရှွာဘန်ကစနေစူးစမ်းခဲ့မယ်လို့လေလုံးအရင်အပတ်ကထွားခဲ့တဲ့ ဒါဘန်ဒိုဂျာကြီးကိုပါပြောလာလဲဆိုရင်ဒီပွဲနဲ့ပတ်သက်ပြီးတဲ့လူတိုင်းအားတဲ့ဒါ wire fighter နဲ့တသက်စလူငယ်တွေထိုးကြမှာလို့ပြောကြရတယ်တဲ့အဲ့လိုမပြောကြပါနဲ့တဲ့အခုမှ Joshua Van ကဒါဘယ်လိုပြောရမလဲ30ဆွဆွမဲရှိပါသေးတယ်တဲ့ဒီပွဲမှာလည်းသူကအကောင်းဆုံးလှုပ်ပြပါလိမ့်မယ်တဲ့အကောင်းဆုံးလှုပ်ပြလိမ့်မယ်လို့လည်းယုံကြည်ပါရတဲ့နှုတ်မှုဆိုရင် သူကအသက်ကြီးလို့ရှုံးတာတို့နော်အသက်ကြီးလာပြီမို့လို့ရှုံးတာတို့ဖြစ်နေအောင်မယ်တဲ့ ဒီတော့ဒါ Wire Fighter ကြီး Onibi ဘာညာမပြောချနေတဲ့ Bandoja ကြီးကအကောင်းကြီးပဲရှိနေပါသေးတယ်ဆိုပြီးတော့ Joshua Ban ကပြောသွားခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုရင် Joshua Ban ကမြန်မာမီဒီယာတွေနဲ့အင်တာဗျူးတွေပေါ့နော်ဆိုတော့သူရဲ့ဒီကပတ်စိန်ခေါ်ပွဲချန်ပီယံကပတ်ရရင် ချန်ပီယံကပတ်နော်ဘာလို့ရချင်တာလဲဆိုရဲအရာနဲ့ပတ်သက်ပြီးဒီအီမန့်ချစ်တွေကိုပြောပြလာတယ်ပေါ့နော်ဂျေရှော်မန်ကပြောပါရယ်ချန်ပီယံကပတ်သိမ့်ပိုက်နိုင်လိုက်ရင်နဲ့မြန်မာကဘာလဲဆိုတာပိုပြီးတည်လာကြမေးတဲ့ပြီးရင်နောက်ထပ်မျိုးဆက်တစ်တွေထပ်ထွက်လာမေးတဲ့အဲ့ဒါဆိုရင်မြန်မာဆိုရဲအကြောင်းကတကဘာလုံးကတည်သွားလောက်ပါပြီတဲ့လက်ရှိကျွန်တော်ရဲ့အဓိကယူရချက်ကဒါပါပဲတဲ့ဆိုတော့ဂျေရှော်မန်ကယူရတာကဒီကပတ်ကိုရရင်မြန်မာကိုကဘာကတည်မယ်ပြီးတော့ UFC မှာမြန်မာဖိုက်တာကနော်ချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့ ဒီကစားနီးကိုတော့လူတိုင်းလူတိုင်းဂျိုရှွာဘန်ကတောင်ဟိုချင်းတောင်ကနေပြီးတော့တော့ဘာမှမဟုတ်တဲ့ဘွားကနေပြီးတော့ကဘာထိတန်းအဆင့်ကိုရောက်နိုင်လားဆိုရဲမြန်မာနိုင်ငံကထွန်းတောက်မဲ့ကလေးတွေကိုတော့အများကြီးမွေးထုတ်ပေးနိုင်မယ်ဆိုပြီးတော့ဂျိုရှွာဘန်ကပြောပြသွားခဲ့တာပဲဖြစ်ပါရယ်ဗျာ